လူအိတ်တန်းပြစ်လာကြတယ်။လက်စစ်မီးတွေမရှိတဲ့မောင်လူမျိုးတို့ရဲ့တော်လန်နေမြေရဲ့ဆောင်းညတွေဟာစောစောစီးစီးပဲအတန်တွေတိတ်လိရှိပါတယ်။ညချင်းအော်မီတက်ကြတဲ့အကောင်းပလောင်လေးတွေလည်းဆောင်းရာသီမှာတိတ်မအော်ကြဘူး။သူတို့လည်းအေးအေးတက်ကိုလူတွေလိုပဲပုန်းရှောင်နေကြမယ်ထင်ရဲ့။မောင်လူမျိုးတို့စီမှာနိုဝင်ဘာလကုန်ပိုင်းကစပြီးတိတိသားသားကြီးအေးလာတာကိုသတိထားမိတယ်။နိုဝင်ဘာဆောင်းညတညမှာတော့အတန်ကျဲကြီးကြားလိုက်ရတယ် ဘောင်လုံးမွေးမိတ်ဆွေနေတဲ့ရွာကိုစစ်တပ်ကဘုံကျဲသွားတယ်။လူနှစ်ယောက်တေသွားတယ်။တယောက်ကဒဏ်ရာပြင်းထန်ပြီးကုသရင်တေရတယ်။နောက်တစ်ယောက်ကတော့အိမ်နောက်ဖေးမှာဒဏ်ရာနဲ့သေနေတာကိုမနှက်လင်းမှတွေ့ကြရတဲ့။ညမောင်မောင်နဲ့အထိတ်တလန့်နဲ့ပြေးကြလွားကြရတော့ချက်ချင်းမသိနိုင်ကြတာဖြစ်တယ်။ဆောင်းရသည်စဝင်ကလေးကအာနာသိန်းစစ်တပ်ရဲ့လေရင်တွေဟာမကြမကြလာတော့တာဖြစ်တယ်။တိတ်ဆိတ်တဲ့ဆောင်းညကောင်းကင်ကဂျယ်ရီရဲ့အလှကိုခံစားဖို့ထက် ကောင်းငင်ကနေရိုက်ခတ်လာမဲ့လူသက်လေးရင်စံကိုပဲနားဆွင့်နေရတယ်တိုက်ပွဲဖြစ်နေတာမဟုတ်ရင်သူတို့ကလည်းညအချိန်တွေမှာပဲလာကြတယ်ညအချိန်တွေလာတယ်ဆိုတာကတကယ်အိတ်ကောင်းမဲ့အချိန်တွေကိုရွေးပြီးလာကြတာပါမောင်လူမွေးတို့ညီငယ်ကြပြားဆရာနဲ့စာပေမိတ်ဆွေတွေရှိတဲ့ချင်းတောင်ကိုဆိုည9နာရီကျော်10နာရီကျော်လောက်လာပြီးဘုံကျဲလေးရှိတယ်ဒီသားကနေခမရတောင်ပေါ်ဆောင်းရာသီချမ်းချမ်းကြီးတဲ့ထပြေးကြရလွှားကြရနဲ့တရက်နှစ်ရက်မဟုတ်တော့ဘယ်လွယ်ပါမလဲ ဒီတစ်ပတ်တည်းဟာကားမြွနေတဲ့ကရွာရွာနာကိုမြသကောင်ကြောပြီးမနဲ့တနားကြီးမှာဂျက်ဖိုက်တာနဲ့လာကျဲသွားတယ်။တိတ်ဆိတ်တဲ့ညတွေမှာဘုံပေါက်ကွဲတန်းဆိုတာအဝေးကြီးကနေကြားရတယ်။ဒီလိုညအိတ်ကောင်းချိန်မှာအပြစ်ခံရရင်ကြိုတင်ရှောင်ရှားဖို့အခွင့်အရေးအမတန်နဲပါလေ။လူသက်စစ်တပ်ကလည်းဒါကိုအခွင့်အရေးတရက်ဖြစ်သုံးချပြီးသတ်ဖြတ်ဖို့ချိန်ကြောက်ဖို့ကြိုးစားနေတာဖြစ်တယ်။မောင်လုံးမွေးတို့ငငယ်ကတောရက်မှာအိတ်တန်းပစ်တယ်ဆိုတာရှိတယ်။ ။ရွာဆက်မှာတောထဲသွားပြီးတစ်ပင်ပေါ်မှာအိတ်နေတဲ့တောကျက်နဲ့ငှက်တွေကိုအောက်ကနေဓမီနဲ့ထိုးပြီးလေးခေါက်နဲ့ပြစ်ကြတယ်။ဘာသာတရားအရာဖြစ်စေ၊ကျင့်ဝတ်အရာဖြစ်စေ၊သူများအိတ်နေချိန်မှာတိတ်တဆိတ်တပ်ဖြတ်တာမှုဆိုးရွားပါလေ။ဒါကြောင့်တိတက်တဲ့လူကြီးမိမာတွေကအိတ်တန်းပြစ်တာကိုပြင်းပြင်းထန်ထန်တားမြစ်ကြပါလေ။ခုတော့မောင်လုံးမွေးတို့ပြည်သူတွေဟာအာနာသိန်းစစ်တပ်ရဲ့လူလူချင်းလူအိတ်တန်းပြစ်တာကိုခံနေကြရတယ်။လူတွေဖြောင်းဖြောင်းမအိတ်ကြရဘူး။ညမောင်မောင်မှာဘာမှမမြင်ရတဲ့ ကောင်းငင်ကနေညီဟီးနေတဲ့သေမင်းတပံဂျက်ဖိုက်တာရဲ့အတန်ကိုကြုံဘူးတဲ့သူတွေမှသာ ခံစားနားလည်နိုင်ကြမယ်ထင်ပါရဲ့စစ်အာဏာရှင်စစ်တပ်မပြုတ်သေးတော့မောင်လုံးမွေးတို့ဟာဖက်ဒရယ်အိမ်မက်ဒီမိုကရေစီအိမ်မက်တွေကိုတောင်ဖြောင်းဖြောင်းမက်လို့ရမှာမဟုတ်ပါဘူးခင်ဗျာမောင်လုံးမွေး